ော်မဒီရှိမယ်ဟော်ရာရှိမယ်ပြီးတော့အဒရမာရှိတယ်ဘာလို့လဲအစုံပေါ့နော်ရွေးချယ်လို့ရအောင်ခုကားကိုကြည့်ရတာမှာဟိုမင်းရဲ့လိုအပ်ချက်လေးတွေကြည့်ရပေါ့ဒီခန်းမှာဒီလိုမျိုးလေးဆိုကိုကောင်းမလားကားလေးကတော့အလိုမမနာကြီးရဲ့ယုံမကြီးဆိုတဲ့ character လေးကနေတရုတ်ဆောင်ထားတယ်ပေါ့နော်ဆိုတော့တရုတ်ဆောင်တော့ကလည်းအဲကိုတက်နိုင်ဆုံးတော့ ပြုတ်ဆောင်ထားရပေါ့လေ writer လေးတင်ပေးရအနေနဲ့ပြီးတော့ဆက်ရဲ့အဲဒီ suffering နဲ့မှာပဲအကောင်းဆုံးတော့ဟိုလုပ်ထားပါတယ်အင်းသူကသူ့ရဲ့မမနာသူ့ရဲ့နာမည်ထိခိုက်မှာပေါ့သူ့ရဲ့ဒီစီးပွားရေးမှာသူ့နာမည်ထိခိုက်မှာရဲ့သူကအဲ့လိုအကုန်လုံးမာနကြီးရဲ့ပုံစံမျိုးပေါ့အဆက်ဆက်ရရမှာသူမမနာတခုရှိရဲ့ပုံစံမျိုးနဲ့ဒီဥစ္စာကရိုက်ထားတဲ့ကားလေးတွေကအဲ့လိုဟိုဒါလိုမျိုးလေးသူ့ ဟိုဂျုံတင်ခွင့်ရတော့အဲ့လိုလေးဆက်ဆက်လေးဖြစ်နေရောဘာဖြစ်ဖြစ်အဲမိကမိပရိသတ်တွေကတော့ပျော်တာပေါ့နော်အဲ့လိုမျိုးပြီးတော့မတူညီရဲ့ကားလေးတွေဆိုတော့ပေါ့ကောမဒီရှိမယ်ဟော်ရာရှိမယ်ပြီးတော့ဒရမာရှိတယ်ပေါ့အဲ့လိုအစုံပေါ့နော်ရွေးချယ်လို့ရအောင်မဟုတ်ပါမရဲ့ဒီလိုပါပဲအဲ့လိုကားတွေကမတူဆိုတော့ပြီးဒီနေ့ရိုက်မဲ့ကားလေးမှလည်းအဲ့လိုမျိုးဒီ2015ရဲ့မှာတော့ဒရမာပို့ဦးစားပေးပြီးရိုက်မယ်လို့ ဟိုအဲ့လိုမျိုးရွေးထားရပေါ့နော်2024မှာတော့အခုယုံကြည်တဲ့ကာတူနီပေါ့ဟော်ရာတို့ကောမဒီတို့အဲ့လိုမျိုးတွေများတာပေါ့2025မှာတော့ပိုပြီးတော့နည်းနည်းကွဲတဲ့ပုံစံမျိုးတွေတော့ရိုက်ပါ2024တနည်းပတ်လုံးကနေအဲ့လိုမျိုးဒရမာနဲတယ်ကောမဒီနဲ့ဟော်ရာများတယ်ဆိုတော့2025မှာတော့အိပ်ပပြန်ပြီးတော့လို့ညှင်ချင်တာပေါ့နော်ဒရမာကတော့ကိုယ်သဘောကျတာပေါ့ကိုကဟိုငယ်ငယ်လေးကဟိုစီးမီးစီးပြီးလိုက်ရတယ်ဒရမာ ရိုက်ခဲ့တဲ့သူဆိုတော့အဲ့လို drama တော့သဘောကျတယ်ဇက်တိုင်းကတော့သူ့ဆက်ခွက်နဲ့သူပါပဲအဲ့တော့ကိုပေါ်ဒီပြောထားတဲ့ဇက်လေးမှာမှာအာကိုနဲ့ဘယ်ဟာမျိုးလေးကလှုပ်ပြီးပြီလဲဘယ်ဟာမျိုးလေးကမလှုပ်ရသေးဘူးလဲအဲ့ဒီပုံမှာရွေးရပါဘူးဒီကောင်တန်နဲ့တော့အဲ့လိုမျိုးရွေးရမရှိပါဘူးမတူတဲ့ပုံစံမျိုးတေးဥဆောင်စင်တာအဲ့လိုကြည့်လိုက်လို့ရှိရင်ကိုမဟုတ်တော့တဲ့ပုံစံမျိုးဖြစ်ချင်တာဆိုတော့အဲ့ဒါလည်းဇက်နဲ့လည်းဆိုင်နေတယ်ပေါ့နော်ဆိုတော့အဲ့လိုအကောင်းဆုံးတော့ရွေးချယ်ရွေးချယ်ပြီးတော့ရိုက်ရိုက်နေပါ ်။ကိုကကိုကြည့်ရတာမှာဟိုမင်းရဲ့လိုအပ်ချက်လေးတွေကြည့်ရပေါ့။ဒီခန်းမှာဒီလိုမျိုးလေးစုဖို့ကောင်းမလား။အဲ့လိုမျိုးလေးကိုစဉ်းစားရပေါ့နော်။ဆိုတော့အခုမန်ကြည့်ရတဲ့ခါမှာလည်းမန်ကို အဲဘယ်ဓာတ်လေးမှာဘယ်လိုလေးလောက်ရပေါ့ကောင်းလားအဲ့လိုမျိုးလေးပေါ့ပြန်ပြီးတော့ကိုယ့်ကိုယ်ကိုသုံးသပ်တာမျိုးလေးရှိတယ်။ဟိုအဲ့လိုစိတ်ရုပ်ရည်ရလုံးဝဟို changes လုပ်ရတဲ့ဟာမျိုးကြီးကြတော့လည်း change ဖြစ်တယ်ပေါ့။ဟိုဒီလိုမျိုးအာတမန်မှာဆိုလို့ရှိရင်ကြာတော့မြန်မာဝစ်စုံနဲ့ပဲဟိုကာလ၃ယောက်မဲ့သူကဝစ်တဲ့ main ကလေးပေါ့သူရဲ့ဟိုဟာပေါ့အနီအနက်အဖြူဆိုတော့အဲ့မှာမှဒါ fashion mind ဆိုလို့ရှိရင်လည်းမြန်မာဝစ်စုံကိုပဲအဲ့လိုအာလိုက်ဖက်တဲ့ဟာမျိုးပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးရွေးချယ်ပြီးတော့ဒီဇက်ရုံနဲ့လိုက်ဖက်အောင်လုပ်ပြင်ဆင်ပြပေါ့